ငါဇော်ဘုံကြီးတယောက်ပဲနင်တို့နှစ်ယောက်ပေးတယ်ကြိုက်ကြက်နေရမှာရက်လိုက်နင်တို့ဘက်မှာလူများတယ်ဆိုရင်လယ်ပြင်ပြန်ကန်လိုက်မယ်တခုတော့ရှိတယ်ငါပတ်သက်မချမ်းသာဘူးထိုင်းနိုင်ငံရဲ့အဓိကပြောချင်တာတော့တို့နိုင်ငံဆက်ဆိုင်နေတာကျွန်တော်တို့ရဲ့လုပ်ရပုံကျွန်တော်တို့ဘယ်လောက်ထိလုပ်ထားနိုင်ကျွန်တော်တို့လုပ်ထားနိုင်တဲ့ပုံထိုင်းမှာမဟုတ်ဘူးနိုင်ငံတကာအပိုင်းမှာနေပြီးတော့အခုနေ PDF ကတင်ပြီးတော့နေပြီးတော့ PDF ရုံးဖွင့်နိုင်ပြီပါအရင်ဆုံးပြေးလာမှာအာဆီယံ လိုချရမြဝပြည်သူညီကောင်မတော်များအလုံးမင်္ဂလာပါ news speech channel ကနေပြီးတော့မှချိုးလိုက်ပါတယ်2025ခုနှစ်မေလ17ရက်နေ့ super sunday မနေ့ပိုင်းမှာကျွန်တော်အဆုံးချသရတဲ့ဦးဖျက်ဖျက်တော်လန်တရင်းကောင်များစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကျွန်တော်တို့စာဆုံးကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ခါတိုင်းလိုပဲတရင်တို့တရင်ကောင်းလေးတွေအယုံဆုံးကြည့်လိုက်ရအောင်နော်ပထမဆုံးတရင်တပုတ်အနေနဲ့ကတော့ channel နဲ့ pdf ပွန်တရီကနေပြီးတော့မှ nested စီမင်းတလျှောက်ကစစ်ကောင်စီတပ်စခန်းတစ်ခုကိုတင်ပိုက်ပြတဲ့အချိန်မှာတရရဲ့အကြံပါပဲ chess ခန်းတစ်ခုကို select to စစ်စင်နေပြီးတော့မှ တပွဲတွေဖြစ်ပေါ်လာတဲ့အတွက်ကြောင့်မလို့မေလာစဲနေကနဲ့ထိုင်းနိုင်ငံကို၁၆,၃၀၀ကျော်လောက်ထမှန်သူပြေးခလုံးလာခဲ့တယ်ဆိုတဲ့ပေါ့နော်ထိုင်းနိုင်ငံပြန်တွေရဲ့ပြောကြားချက်ပဲဖြစ်ပါတယ်တခေါ်ပြီးခွေးစကားကိုတင်ယူပြီးတဲ့ကန်နလီတမဟာခွန်နယ်မြေမှာရှိတဲ့နယ်စပ်ကအချက်စခန်းတစ်ခုကိုမေလာကိုရဲ့ညကစပြီးတော့မှတိုက်ခိုက်နေတာဆိုရင်တခုဆိုရင်တော်တော်လေးကိုတပွဲပြင်းထန်နေပြီးတော့မှစစ်ကောင်စီကလေးကြောင်းတိုက်ခိုက်မှုတွေနဲ့တုံ့ပြန်ခဲ့တယ်လို့ Bangkok Post နဲ့ထိုင်းတရင်ဌာနတွေကနေပြီးတော့မှဖော်ပြထားတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ခုဆိုရင်နယ်စပ်စီးမင်းတချို့ကိုတော်လန်ရေးပူပေါင်းတပ်ဖို့မျိုးနဲ့ရတယ်ပြီးတော့မှ ထပ်စတင်ထိုးစစ်ဆင်တက်ခိုက်နေတာပြမကျွန်တော်ပေါ့နော်အလုံးစုံထိန်းချုပ်နိုင်ဖို့စူးစမ်းနေတာပဲဖြစ်ပါတယ်ကျွန်တော်ဘက်ကလည်းပြမနဲ့ဆက်စီမင်းတခြားထိန်းချုပ်ပြီးတာနဲ့ထိုင်းနိုင်ငံအာဏာပိုင်တွေနဲ့ကျွန်တော်ဘက်ကလည်းပြမဆွေးနွေးညီနိုင်မှုတွေဟာဆိုတော့တော်တော်လေးကိုအဆင်ပြေလာမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်နောက်ထပ်သတင်းသဘောအနေနဲ့ကတော့ကချင်ပြည်နယ်ဖားကမြို့နယ်တပွဲတွေအတွင်းမှာကချင်လူလိုက်တမတော်ကဲပွန်တက်ရဲ့တက်ခတ်မှုကြောင့်စစ်ကောင်စီတပ်အထိနာနေတယ်ဆိုတော့သတင်းကောင်းလေးပဲဖြစ်ပါတယ်ဖားကလန်တိုက်ပွဲစစ်ကောင်စီတပ်အထိနာ ပြီးတော့မှတပ်ပြန်ဆိုးရတယ်စစ်ကောင်စီတပ်ဆုံနေရတယ် ကန်မော်ဇွတ်အထိတက်လန်ကြနေတာဖားကောင်ကိုဆင့်အဖြစ်ပြတော့မှပြန်လည်ထိန်းချုပ်ချနေတာဝိခါမော်နဲ့စိုင်းတောင်ကျန်နေရာတွေကိုပြန်လည်ရယူထိန်းချုပ်ဖို့ပါစပရမကချင်းစေးသရီမြင့်ကနေပြတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်မေလ9ရက်နေ့ကန်မော်နဲ့တရန်းညီနောင်ဂျက်တက်ပွဲမှာဆိုလဲစစ်ကောင်စီတပ်တိခတ်တေဆုံးမှုတွေရှိခဲ့တယ်လို့ကျွန်တော်နော်ထပ်တည်ရတာပြတော့မှမေလ9ရက်နေ့ကပကလန်ပိုင်းကမ္မောရွာတိုက်ပွဲမှာစကောင်စီတပ်အထိနာခဲ့တယ်လို့ ကချင်တရင်းမြစ်ကနေပြည်မှာပြောဆိုထားတာပဲဖြစ်ပါတယ်။ဆိုတော့ခုဆိုရင်ကျွန်တော်တို့ကနေပြည်မှာဘုံမမျိုးကိုတင်ပတ်ရရှိဖို့ကြိုးစားနေတဲ့အချိန်မှာပေါ့နော်။တစ်ဖက်မှာစစ်ကောင်ဆရာဆိုရင်တော့ဒီဘက်ကမှာစစ်ကြောင်းထိုးလာတဲ့ဆဲလဲလုံးဆောင်နေတာပြည်မှာကဲရင်နဲ့ပြည်တဲ့ပုံသဘုံနဲ့ထိုးစစ်တယ်ဆိုတော့အခုဆိုရင်ဒီဘုံဘုံနဲ့ပေါ့နော်ဖားကမှာစစ်မျက်နှာနဲ့မျက်နှာစာဖွင့်ပြည်မှာတိုက်ခိုက်နေတာပဲဖြစ်ပါတယ်။ကျွန်တော်တို့ဒီနေ့မနေ့ပထမဆုံးအနေနဲ့ကျမကတော့ NUG ပါဝင်ကျွန်တော် channel တော်လိုင်းရေးပူပေါင်းတက်ဖို့ဝင်နေတယ်ပြီးတော့မှခုချိန်မှာစစ်စစ်လုံးလုံးနဲ့ပါနော်စစ်ကောင်စီကိုအမြန်ဆုံး future တင်နေပြီဆိုတဲ့အကြောင်းပြောဆိုထားတဲ့ဆရာလူမျက်ကြော်ရဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်။ဆရာလူမျက်ကြော်ဘယ်လိုမျိုးတွေပြထားမလဲဆိုတာကျွန်တော်ဆက်ကြည့်လိုက်ရအောင်နော်။အမရီယောကတရင်နေနှုတ်ထွက်သွားပါလေ။လက်နက်ခရံကိစ္စအပေါင်းအခြားသောကိစ္စရက်တွေနဲ့နားလည်မှုလွဲတာတွေအမြင်မတူတာတွေဖြစ်လို့ထွက်ခွာသွားတာကို MOD အနေနဲ့စိုးရိမ်မိပါ။အဲဒီလိုလေးလား။ပြီးတော့မှဖတ်ပြီးတော့ဒါမှမဟုတ်ကျွန်တော်တို့အနေနဲ့မစိုးရိမ်ပါဘူးလေ။ဘာလို့မစိုးရိမ်ဘူးလဲဆိုတော့ MOD အောက်ကထွက်ခွာသွားပေမဲ့ ဒီတက်တွေဟာဘုံရသူဖက်စစ်တက်ကိုအတူတိုက်မဲ့သူတွေဖြစ်တာဖြစ်တဲ့အတွက်အမ်မိုဒီအောက်ကတိုင်ရင်းတွေထွက်ခွာသွားလဲဆိုရင်ညာမရှိဘူးဘုံရသူကိုအတူတိုက်ကြမှာပဲလေဒီစကားလေးကိုခြံထားပြီးတချို့သောသတင်းဌာနအတိတ်တွေပြောရရင် DBP သတင်းဌာနကခေါင်းစဉ်ကိုနားလည်မှုလွဲစင်နိုင်သောပုံစံတင်လိုက်တဲ့အတွက်အငင်းပွားမှုတွေတစ်တင်မှုတွေနဲ့ရင်းရင်တည်တည်ပြောဆိုမှုတွေပါပါဝင်လာတာကိုကျွန်တော်တို့တွေ့ရပါတယ် ဒီနောက်ပိုင်းမှာမြို့သားညီညွတ်ရေးအစိုးရထုတ်ပြန်မှုတွေကိုကျွန်တော်တို့ကြည့်တယ်ဒေါ်လာ25တန်းသုံးဆွဲတယ်ဆိုတာမျိုးတစ်ဖက်မှာကာကူလီတာတွေခောက်စင်းကြီးတွေအတွက်မဖြစ်နိုင်ဘူးဘာညာဝေဖန်ဖြစ်နေတာဒါဒါဒါကပြဿနာမရှိဘူးပေါ့တကယ်လည်းမရောက်ပါဘူးတရင်နေစီတကယ်မရောက်ပါဘူးဆိုတာမျိုးဒါကရတယ်ပြောလို့ရတယ်ဝေဖန်လို့ရတယ်တဲ့တယ်လည်းပြောရမယ်အခုဒီကနေ့ထပ်ပြီးတော့ဒီတရားဇာတ်ကိစ္စနဲ့ပတ်သက်ပြီးတော့မြို့သားညီညွတ်ရေးအစိုးရရဲ့အတုံးစိတ်ရှင်းန်းတွေကိုပွင့်လင်းမြင်သာစွာပြည်သူလူထုကိုချပြရမယ်လို့ ဒီနေ့ဝန်ကြီးချုပ်တို့မှပြောပါတယ်ဆိုတော့ဒါဟာကြိုးလို့ရမယ့်ကိစ္စပါမားရီထိုင်ပြောနေတယ်မြတ်ကာလပလုံကျွန်တော်တို့ကပေါင်းစည်းညို့မှုကိုရရှိမှာမဟုတ်ပါပေါင်းစည်းညို့မှုကိုမရသည်မြတ်ကာလပလုံစစ်တပ်အကြိုက်ခွင်းဝန်းတာကိုကျွန်တော်လေလေပြနေရပဲဖြစ်ပါလိမ့်အဲ့တော့ပြစ်တင်စရာဝေဖန်စရာရှိတဲ့နေရာကြိုက်ခိုင်ခိုင်မာမာပြက်ပြက်တာတာမူဝါဒနဲ့ကျင့်ဝတ်များနဲ့အညီဝေဖန်ပြစ်တင်ကြရပါလိမ့်မယ်မလားမလားပဲမှန်တာမှန်တာပဲ NUG တွေ NUD တွေ ABC တွေ D တွေကျွန်တော်တို့မသိဘူးကျွန်တော်တို့ဒီပေတန်းဒီတရားမျှတမှုနဲ့အမှန်တရားဖြစ်ပါတယ်အဲ့တော့လက်ရှိရွေ့လာတဲ့ NUG ရဲ့အရွေ့ဒီပေါ်မှာကျွန်တော်တို့ဟာကြိုဆိုရမှာဖြစ်ပါတယ်ကဲမကြိုဆိုဘူးသူတို့ပြောတယ်မှာကျွန်တော်တို့ထိုင်ပြောမယ်ဆိုရင် NUG ကိုကျွန်တော်တို့ဖျက်ပိုင်တာကျွန်တော်တို့ဖျက်ပိုင်နိုင်တဲ့စွမ်းအားကျွန်တော်တို့ရှိတယ် NUG ကိုကျွန်တော်တို့လုံးဝမကြိုက်တော့ဘူးလားလုံးဝလက်မခံတော့ဘူးလားကျွန်တော်ပြန်တွေးရပါမယ်အဲ့တော့လင်းနစ်တာတိစောက်ထားတဲ့ NUG အစိုးရအနေနဲ့မပြင်းတော့ institution တစ်ခုအနေနဲ့ကြည့်မယ်ဆိုရင်တပ်တွေရှိတယ်လူတွေရှိတယ်ဘာသာရင်းမြစ်တွေရှိတယ်ဆိုတော့ NUG ကမရှိခြင်းတဲ့တော်လှန်ရေးအတွက်ရှိခြင်းဟာပိုကောင်းတယ်လို့အကြံဉာဏ်ယူဆလို့ရပါတယ်သို့တော့ပိုကောင်းတယ်လို့ဆိုတဲ့စကားမှာအတိတ်ပဲရှိပါတယ် NUG ကဒီပုံစံတန်းမဟုတ်ပဲပြုတ်ပြင် ပြောင်းလဲမှုများလုပ်ပါလူတွေမူတွေပြောင်းပါနော် ီလူလူကိုရိုးသားပါအစိုးရစိတ်မပုတ်ပါနဲ့တော်လိုင်းသမားဖြစ်စီချင်ပါလေလို့ကျွန်တော်တို့တဖွတ်ဖွတ်နေ့စဉ်မပြတ်နေပါကျွန်တော်တဲ့တယ်နိုင်ငံရေးအရာဘူဝါရရာကျင့်ဝေးရာကျွန်တော်ပြောဆိုထောက်ပြခဲ့ပါဆရာဒီမှာဆရာလူမဲကြွားနေပြီးတော့မှပါနော်ဒီ MOD လောက်ကနေပြီးတော့မှနှုတ်ထွက်တော့တဲ့တရင်တွေရှိပင်မဲ့သူတို့အနေနဲ့မစိုးရင်ဘူးဆိုပြီးတော့မှဒီပြောဆိုရတဲ့ဆိုရဲပါနော်တရင်ဌာနတချို့ရဲ့ဖော်ပြချက်တွေပုံမှာတော့နေပြီးတော့မှတုံ့တပြောဆိုထားတာဖြစ်ပါတယ်အဓိကအနေနဲ့ကတော့ဒီဗီပါဝဲကျန်တဲ့ဒီတရင်ဌာန တချို့တွေကနေပြန်မှာအဲ့လိုမျိုးကျတို့တော်လိုက်တဖို့နေနဲ့ဒီအညူကြီးကြတဲ့မှာအညူသေးလေးတွေရှိအောင်ပါနော်ဥတည်ပြီးတော့မှရေးသားနေကြတော့ကျတို့အတွေ့ရတဲ့ပဲဖြစ်ပါတယ်ကျတို့အခုလိုမျိုးတော်လိုက်ရဲ့ရှိန်မြင့်နေတဲ့အချိန်မှာအညူကြီးပေါ့ဝင်ကြတဲ့တော်လိုက်ရဲ့တဖွဲ့အသီးသီးကနေပြန်မှာစစ်ကောင်စီကိုအမြန်ဆုံးဖြိုချလုံနေတဲ့ကျတို့ရဲ့ဒီပန်းတိုင်ချင်းတူတော့မလို့ဒါကတော့ကျတို့တက်ပါနော်လက်ခံပေးရမယ့်ချက်ပဲဖြစ်ပါတယ်ပြီးသူတရားလုံးနေတဲ့ကတော့အညူကြီးရဲ့လှုပ်ဆောင်ချက်ပေါ်မှာတချို့တော်လေးတွေကအမလို့အမရနဲ့ဝန်ပြောင်းစုံမှုတွေရှိပေမဲ့တကယ်တမ်းကျတော့အညူကြီးဆိုရင်သူတို့ပေါ့နော်အားလုံး စ조사ပြီးတော့မှလုတ်ဆောင်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တန်းနိုင်တဲ့ဘက်ကနေပြီးတော့ဝိုင်းဝန်းကူညီတင်နေဆိုတဲ့အကြောင်းကျွန်တော်ဒီနေ့ကတည်းကပြီးတော့မှပြောလို့ပါတယ်။နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့တခိုးထုတ်ပြီးတော့မှလူကုန်ကူးမှုတွေလုပ်နေတဲ့စစ်ကောင်စီဗိုလ်ကြီးအကြောင်းကိုတင်ဆက်ထားတဲ့သတင်းလေးကျွန်တော်တို့ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်။ချမ်းမင်းရဲ့အရှေ့ပိုင်းမာယောင်မျိုးကခမရ953တက်ရင်မှာတာဝန်ထမ်းဆောင်နေတဲ့ဗိုလ်ကြီးကျော်မင်းဦးဟာ26ရက်3လ2025မှာ26ရက်4လ2025အထိဖွင့်မဲ့သွားလာပြီး ကြိုက်တောင်မျိုးမှာကြိုက်တုံတာချီလေးမျိုးဘက်ကိုတမလန်တိဗရောက်တိကျွန်းတင်များကိုတရားမဝင်မှောက်ခိုးလုတ်ကင်ခဲ့ပါတယ်။ဒါအပြင်တီဘောမျိုးနဲ့နန်းလန်မျိုးတို့ကနေတစင်ပန်ဆန်းမျိုးတို့မြမအမျိုးသမီးငယ်တယောက်ကို6သိန်းကျပ်နှုန်းနဲ့ဘူဒီကျော်မင်းဦးနဲ့မလင်းဆန္ဒတို့မှလူကုန်ကူပို့ဆောင်နေပါတယ်။ဒါကြောင့်ခရောက်စွာအေးအေးယူပေးပါရန်တင်ပြအပ်ပါတယ်လို့စာရေးသားပေးပို့လာပါတယ်ရှင်။ကျမတို့အစီအစဉ်ဟာတပ်မတော်သားတွေနဲ့တပ်မိသားစုဝင်တွေရဲ့အခက်အခဲကိုအများကတရားပေးဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။ ကမတော်သားအရာရှိစစ်တီတွေအင်တာနက်ရဲမိတွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ခြင်းရင် message box ကနေတစ်ဆင့်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုကျမတို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ကဲဒီလိုမျိုးပါနော်။ဘူကြီးလင်မရတော့တော်လေးကိုတွေးဆနေတာပြတော့မှတခုထုံးမှုတွေပြန်ပြန်ပြတော့မှမိန်းကလေးငယ်တွေကိုပါလူကုန်ကူးမှုတွေလှုပ်ဆောင်နေတယ်ဆိုတဲ့အကြောင်းကျွန်တော်တို့နောက်ထပ်ကြားသိရတာပဲဖြစ်ပါတယ်။စကောင်စီဘူကြီးတော်တော်များများဆိုတော့ဒီလိုမျိုးပါနော်။ချင်းပြချစားတဲ့ဖြင့်ကျွန်တော်တို့တိုင်းပြည်တွေကနေပြတော့မှဘလိုမျိုးလုတ်ကင်ချဖြစ် အကျိုးမြတ်တွေရရှိနိုင်လဲဆိုတော့ပေါ့နော်အုပ်ဆောင်ပဲအများတန်းသွေးနေတယ်ဆိုတော့ကျွန်တော်နောက်ထပ်သိရတာပဲဖြစ်ပါတယ်။ဝိဆေဝါကဆိုတော့သူတို့အနေနဲ့မောင်းဟိုလိုရဲ့လိုရကိုကျိုးချာနေတဲ့အုပ်စုတွေဖြစ်တယ်ဆိုတော့လည်းကျွန်တော်အလုံးသိရှိထားကြတာပြီးတော့မှဒါကိုတတိနားလဲတဲ့ပေါ့နော်အောက်ချင်းမိသားစုတွေနဲ့ပြီးတော့မှနေ့စဉ်နဲ့မြတ်တရင်ပေးနေတာမို့လို့အခုလိုမျိုးစကောင်စီရရှိတွေကျွန်တော်ဘက်ကနေပြီးတော့မှရှင်းပြဖို့အများလိုနေတာပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောနေနဲ့ဘောမကျော်ဆိုးကနေပြီးတော့မှ တရုတ်သမရနဲ့မြောက်လိုက်တို့တွေ့ဆုံတဲ့ပုံမှာဘယ်လိုမျိုးပြောင်းလဲဆက်ပြောထားမလဲဆိုတာကျွန်တော်ဆက်ပြီးတော့မှကြည်လဲရအောင်နော်လက်ရှိဒီသမရရှိချင်းပင်နဲ့နာဆာကဥက္ကရာတို့တွေ့ဆုံဖို့ကခင်ဗျားရုရှားကိုသွားလို့အင်းနီနာချင်းမလို့နှစ်ဖက်ခေါင်းဆောင်တွေတွေ့ကြတာမဟုတ်ဘူးရှိချင်းပင်ကလည်းအင်းနီနာချင်းမလို့တွေ့ကြတာမဟုတ်ဘူးအာဒီမြန်မာနိုင်ငံကဒီနာဆာကဥက္ကရာတို့ရုရှားလာကြတယ်တွေ့ကြမယ်ဆိုပြီးအဲ့လိုတွေ့တာမဟုတ်ဘူးကျွန်တော်တို့တရုတ်သမရရှိချင်းပင်နဲ့ဒီနာဆာကဥက္ကရာတို့တွေ့ဆုံဖို့ကသူတို့ အချင်းချင်းကျွန်တော်တို့အများကြီးအများကြီးဆင်းဆွေးနွေးရတယ်နံပါတ်၁ကျွန်တော်တို့မြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ရုံနဲ့လက်ရှိဒီနိုင်ငံရေးဝန်ကြီးဌာနတို့အချင်းချင်းဆွေးနွေးတယ်ပြီးတော့ကျွန်တော်တို့ဒီတရုတ်နိုင်ငံဆိုင်ရာမြန်မာတန်ရုံတို့စသဖြင့်တရုတ်အစိုးရနဲ့ကျွန်တော်တို့အချင်းချင်းဆွေးနွေးတယ်ဆွေးနွေးပြီးွားမှနောက်ဆုံး final ကျမှကျွန်တော်တို့ဒီလိုမျိုးဒီနေရာမှာတွေ့ဆုံမှုတွေဖြစ်လာတာအဲ့တော့လက်ရှိဒီကျွန်တော်တို့နှစ်ဖက်ထုတ်ပြန်တဲ့အချက်လက်တွေကအဲ့ဒီအချင်းချင်းရဲ့ကျွန်တော်တို့ပပလေးပါအဲ့ဒီနောက်ပိုင်းမှာ detail နည်းနည်းတဲ့အရာတွေကျွန်တော်ဆွေးနွေးရပါတယ် ဒီတဲ့နိုင်ငံရဲ့အရာဆိုလက်ရှိဒီမြန်မာနိုင်ငံမှာရှိတဲ့တရုတ်ရင်းနှီးမှုမျိုးရင်းနှီးမှုနယ်မြေကိစ္စတွေပြီးရင်ကျွန်တော်တို့တရုတ်မြန်မာနိုင်ငံကုန်သွယ်မှုလမ်းကြောင်းတွေပြီးတော့ကျွန်တော် data ပြန်ပြီးတော့ကုန်စည်စည်းနိုင်မှုကိစ္စတွေမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ပြည်ပခါတွေပြီးတော့ကျွန်တော်လက်ရှိဒီလက်ရှိကျွန်တော်ပြုလုပ်မဲ့ဒီရွေးကောက်ပါဆိုင်ကိစ္စရပ်တွေအဲ့တော့ဒါကနှစ်ဖက်ခေါင်းဆောင်တွေကျွန်တော်တို့မြန်မာနိုင်ငံရဲ့အခြေအနေကောင်းကောင်းယူဆနေကြပါတယ်။ဒီကြတာတခုကတော့ခင်ဗျားတို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေမြန်မာနိုင်ငံတည်ငြိမ်ရေးအခမ်းအနားနဲ့ပတ်သက်ရင်တရုတ်နိုင်ငံကကြီးမားတဲ့အခမ်းအနားမှာရှိတယ်။ဒါကလက်ကိုလက်ထံမဲ့ကိစ္စ။ တော့အခြားသောကျွန်တော်တို့ဒီထိုင်းနဲ့အခြားသောကျွန်တော်အိန္ဒိယချင်းနိုင်ငံတွေပေါ့ဗျာဒါပေါ့အိန္ဒိယချင်းနိုင်ငံတွေမှာဆိုရင်ဒီတရုတ်ရင်းနဲ့ပတ်သက်တဲ့သူတို့ဒီဝန်ကြီးဌာနဌာနတွေရှိတယ်ဌာနတွေရှိတယ်ပြီးရင်ဒီတရုတ်ရင်းနဲ့ပတ်သက်တဲ့ဒီပညာရှင်တို့တောက်ဆောင်မှုထုတ်တယ်တောက်ဆောင်မှုထုတ်တယ်အဲ့တော့မြန်မာနိုင်ငံမှာလည်းကျွန်တော်တို့ဒီလိုမျိုးရှိလားမရှိလားကျွန်တော်သိချာမသိဘူးအော်အဲ့တော့တရုတ်ရေးကျွမ်းကျင်သူပေါ့အဲ့ဒါကကမသိသေးချာချာကိုခင်ဗျာတိတိချာချာဖွဲ့စည်းရတာတရုတ်ရေးကျွမ်းကျင်သူထိုင်းရေးကျွမ်းကျင်သူလာအိုရေးကျွမ်းကျင်သူပေါ့ဗျာပြီးအိန္ဒိယရေးကျွမ်းကျင်သူဆိုအဲ့နိုင်ငံတကာမှာအဲ့အဲ့လိုက်အဲ့လိုဆက်တာဆက်တာတွေရှိတယ်အဲ့တော့သူတို့ကဒီအဲ့လိုတွေတည်တဲ့အခါကျတော့တန်တမ်းမှာကျတော့တာသွားတာပေါ့ဗျာ တော့ဒီတမရာကြီးရှိကသူပါကြိုက်တယ်တမရာကြီးရှိရဲ့ကတော့ပါကြိုက်တယ်ပေါ့ဗျာဒါအဲ့လိုအဲ့လိုရှိတယ်အဲ့ဒီတော့အသေးစိတ်ကိုရှိအသေးစိတ်ကိုသိတာအဲ့တော့တမရာကြီးရှိဝင်လာရင် तू ကဘယ်ကာလာကိုကြိုက်တယ်ဘယ်အရောင်ကိုကြိုက်တယ် तू ဘလူချူမကြိုက်တယ်အဲ့ဒါကဘာလဲဆိုတော့တကယ့်ဒါကျွန်တော်တို့အချက်လက်အလက်နဲ့ဒီလို data center တွေရှိမှရတာအော်မြန်မာနိုင်ငံမှာတော့ကျွန်တော်တို့အဲ့လိုကော်မတီရှိမရှိတော့ကျွန်တော်တို့သိချာမသိဘူးကျွန်တော်မသိတာလေးဖြစ်နိုင်ပါတယ်အဲ့တော့ဒီလိုမျိုးကျွန်တော်တို့ဒီအိန္ဒိယချင်းနိုင်ငံတွေရောကမ္ဘာနိုင်ငံတွေရဲ့ကြီးအိုင်နဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံမှာဆိုတန်တမန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အဲ့လိုအဖွဲ့အစည်းတွေများများရှိနေကြပါလေဒါကျွန်တော်ရဲ့ဆန္ဒပါ ကဲဒီမှာကျော်စိုးကနေပြမတေယိုဘောတော်တော်လေးကိုပြေးမနေတာပါနော်အခုဆိုရင်တို့အနေနဲ့တိုက်တန်းရှုံးနေတဲ့အချိန်မှာဆုံရှုံထားတဲ့နေမျိုးတွေကိုတေယိုအောက်ကနဲ့ပြန်ပြေးရယူချနေတာပြမမြောက်လိုက်နေနဲ့ရုရှားသွားတဲ့အချိန်မှာတေယိုသမရနဲ့တွေ့ဆုံတဲ့ပုံပါပေါ့နော်တို့အနေနဲ့ဒီတဆုံတရားများရမလားဆိုတဲ့ပုံစံမျိုးနဲ့အယိုးရင်ကိုမျောနေတာပဲဖြစ်ပါတယ်တို့တော်လိုက်တဲ့ဖုံနေရတော့ဘီပွားတွေရဲ့ နောက်ရှိမှုရှိနေပါစေပီတိုရီနဲ့သူတားရရက်တိမယ်ဆိုတော့ဆုံဆုံလေးစစ်ကောင်စီမပြုတ်မချင်းတိုက်မယ်ဆိုပြီးမှချွေးချော်ထားကြတာမလို့ပါနော်ဒီဘောမှာအောက်တန်းစားတွေပြောပြောထားသလိုကျွန်တော်တို့တော်လိုင်းတပုံတွေလုံးဝရက်တန်တော်မှာမဟုတ်ဘဲနဲ့အဆုံဆုံလေးတိုက်ခိုက်တော်မယ်ဆိုတာတော့ကျွန်တော်ပြောလို့ရနေတာဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတပုံအနေနဲ့ဘောမှာဇဝင်းရနေပြီးတော့မှအခုချိန်မှာသူ့ကိုတရားဆွဲတာနဲ့ပတ်သက်ပြီးတော့မှပါနော်မင်းသားကြီးနဲ့ညီမမိုးခိုင်နှကောင်လုံးကိုဘယ်လိုမျိုးဆုံးမပြောဆိုထားလဲဆိုတာကျွန်တော်တချက်လောက်ကြည့်လိုက်ရအောင်နော်မင်းသားကြီးနဲ့မိုးမိုးခိုင်ဘက်ကနေပြီးတော့မှ လူများတယ်ဆိုရင်ကျွန်တော်တယ်ပင်ကိုတီးပြီးတော့ကျွန်တော်တတ်ခံနိုင်တယ်မယုံကြားနဲ့နော်ဒီကောင်းတော့လို့ပဲတိုင်းပြီးတော့တကယ်လုပ်တဲ့လူမင်းနေရာမှာပေါက်ွားလာတယ်ဟိုနေရာမှာပေါက်ွားလာတယ်ဒီနေရာမှာပေါက်လာမှာပြောနဲ့အခုတရားရုံးမှာနေပါလိမလုံနဲ့ကွာချုပ်တယ်ရကုန်ပြီဥွေးရတာဥွေးဥွေးစားတာလည်းဘယ်ဘက်ညာဘက်မှာရက်လိုက်မလားမင်းတိုင်းနဲ့ဘုံဘုတ်ခိုင်ကိုနှစ်ယောက်ကိုဖေးတယ်ကွာကဲစော်ပေါ်ကြီးတစ်ဖက်မှာလည်းရက်နေမယ်ပြည်သူလူထုဘယ်ဘက်မှာရှိလဲဆိုရင်မင်းတို့လည်းမင်းတို့ပါမင်းတို့သွားလိုက်တော့ငါလည်းငါးပိုင်းကသွားလိုက်တော့မယ် ချပါလားဆင်ရဲလားမုံမောခိုင်နဲ့မင်းသားကြီးနဲ့ဟမ်ငါဒီနေရာကနေစိန်ခေါ်တယ်ဒီညနောက်နေ့နင်တို့ရဲ့စောက်ပသက်နင်တို့စောက်ခွက်တွေလည်းမမြင်ချင်ဘူးနင်တို့တိလည်းမသိချင်ဘူးဘဒူလာပို့ဖို့တခါလဲပြောမယ်နော်ကျွန်တော်တို့ဘာပြောပြောဘဒူမှလာမပို့နဲ့တော့နော်မန္တလေးမှာဖြစ်ဖြစ်မန္တလေးနန်းတွင်းမှာနန်းတွင်းအခြေမှာချမလားဟေ့အောင်မင်းသားကြီးဆိုတဲ့ကောင်နဲ့မုံမောခိုင်နဲ့နင်တို့ကတက်မလို့အတွက်နိုင်ငံအတွက်တိုင်းပြည်အတွက်လုံးလုံးတယ်ဟုတ်ပြီနင်တို့လုံးတဲ့လူနဲ့ ငါဇော်ဘုံကြီးတယောက်ပဲနင်တို့နှစ်ယောက်ပေးတယ်ကြိုက်ကြက်နေရမှာရက်လိုက်နင်တို့ဘက်မှာလူများတယ်ဆိုရင်လယ်ပြင်ပြက်ကန်လိုက်မယ်တခုတော့ရှိတယ်ငါပတ်စံမချမ်းသာဘူးငါပတ်စံပေးပြီးတော့ဘထုတ်မှာငါမကားနိုင်ဘူးငါလိုင်းဘွားတခုပဲချမ်းနေပြီနော်ကျွန်တော်ဇော်ဘုံကြီးနဲ့မင်းသားကြီးနဲ့မုံမုတ်ခိုင်နဲ့ဥဝိဇာရာဥဝိဇာရာလမ်းမှာကျွန်တော်ဇော်ဘုံကြီးကတော့ပတ်စံမပေးနိုင်ပါဘူးနော်ကျွန်တော်ကျွန်တော်ကိုချစ်တဲ့ဝင်းရမယ်ဆိုတဲ့လူတွေအားလုံးကိုယ်ရည်ဘူးကိုယ်ကင်ပြီးတော့မှ လာပြီးတော့ဝင်ရမေးပါမင်းတို့မင်းသားကြီးတို့မုံမုတ်ခိုင်းလို့လဲမင်းတို့အခုငါ့လိုလိုက်တွေ့ပြီးပြောရဲလားချမလားဟဲ့အကောင်တကုံမလုံးနဲ့တောင်းတကုံတရားရုံးနေဇဲစခန်းနေမလုံးနဲ့တွဲမလားဟမ်တတိရှိလားအဲ့လိုတတိရှိလားတတိရှိနေဆိုရင်လှုပ်ကြည့်လိုက်စိန်ခေါ်လိုက်ကမ်းသားလို့ငါနေတော့စိန်ခေါ်တယ်ဟဲ့အောင်မင်းသားကြီးဆိုတဲ့ကောင်အဲ့လိုမျိုးလုပ်ရအောင်နော်မင်းရောအခုမေးခိုင်းထားတဲ့မုံမုတ်ခိုင်းရောငါစိန်ခေါ်တယ်ကွာချမလားမင်းတို့ကြားမဟုတ်ဘူးလား ဟာရန်ကုန်မန္တလေးနေပြီးတော့မင်းကြိုက်တဲ့နေရာမှာပြောလိုက်ကွာရက်ဆွဲတိကြတဲ့ချိန်ကလိုက်မင်းတို့တိုင်းပြည်ဖြစ်တယ်တပ်မတော်ဖြစ်တယ်နိုင်ငံတော်ဖြစ်တယ်လူမျိုးဖြစ်တယ်ဟုတ်လားဟမ်မင်းတို့လူကောင်းလေးစိန်ခေါ်ရလားဟာမင်းတို့စိန်ခေါ်တယ်ရအောင်လာပြီးတော့ဟာဘာနဲ့ဆွဲမယ်တို့ငါရအဲ့ဒါမင်းတို့စောက်လို့မဟုတ်ဘူးခေအောင်တိုင်းပြည်တုံးတိတဲ့စပီကာတကဘာလုံးတိတဲ့စပီကာကွာရှင်းလားဘယ်မှာလဲပြောတဲ့စပီကာကွာနော် ်ချစ်ပေချစ်မေတွေနိုင်ငံတော်အတိုင်းထူပြတော့ဟဲ့အသားထဲမှာထိုးထားတာတွေ့လားဒီမှာနိုင်ငံတော်ရှင်းလားအသွေးတွေအသားတွေကချစ်တာကွာနေမေစတတ်မတော်ကနေပေါက်ွားခဲ့တဲ့ကောင်မြန်မာပေါ်ကကြီးနေရတယ်လို့ပဲနော်ဒီဘောမအယိုးကိုက်တွေကတော့ အချင်းချင်းပြန်ပြီးတော့မှဆက်ဖွဲ့လို့တော့ကျွန်တော်ကြည့်ရချင်အဖြစ်မကြခင်မှာတော့ဒီကောင်တွေကတော့ပွဲချမ်းတော့မယ်ဆိုတော့ချင်းဒီပေါ်ပြောလို့ရနေတာဖြစ်ပါတယ်။မင်းသားကြီးနဲ့မိုးမိုးခိုင်ရတဲ့ဖက်အခုဆိုရင်ဇဘွင်ရတဲ့ဖက်စားတဲ့ပုံစံမျိုးနဲ့သူတို့အနေနဲ့ဒီလူထုထောက်ခံပွဲကိုရည်ရွယ်သွားမယ်ဆိုပြီးတော့မှနော်ဘောင်းကိုရိုင်းရနေပြီးတော့မှပြောဆိုထားတာဖြစ်ပြီးတော့မှအခုဆိုရင်သူ yes ကမှအဒီတရားဆွဲခံရတဲ့နဲ့ပတ်သက်ပြီးတော့မှလည်းတော်တော်လေးကိုစိတ်ဝင်စားမှုတွေမြင့်တင်နေတာပဲဖြစ်ပါတယ်။အဒီကတော့ဒီဘောမတွေကြားထဲမှာဟုတ်ပါနော်။တော်တော်လေးကိုပိုလောရိုက်တော့တာဖြစ်ပြီးတော့မှကျွန်တော်ပြည်သူတွေဘက်ကနေပြီးတော့မှ ဘယ်ဘောမှာအနိုင်ရရှိတော်မလဲဆိုတော့စီဝင်သစားနဲ့ဆောင်ချိနေကြတာပဲဖြစ်ပါတယ်ဒီကောင်တွေရုတ်ကတ်တဲ့ပွဲနဲ့ပတ်သက်ပြီးတော့မှလည်းတီရှုနေကြတဲ့မြို့ပပြည်သူတွေကနေပြီးတော့မှလည်းကိုစိတ်ထဲမှာရှိတဲ့အတိုင်းပါနော်ပြောဆိုရေးသားပေးခဲ့ကြဖို့ကျွန်တော်ဒီနေ့ကနေအားလုံးတောင်းဆိုပါတယ်ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့အခုဆိုရင်တောင်ပိုင်းတိုင်းမှာတော်တော်လေးပွဲချမ်းပြနေတဲ့ကျွန်တော်ဒီကရင်တော်လိုင်းပူပေါင်းတက်ဖို့ဗရေအကြောင်းကိုပြောဆိုထားတဲ့ကိုစီရဲ့ဗီဒီယိုတွေပဲဖြစ်ပါတယ်။ကိုစီဗီဒီယိုမျိုးတွေဖြစ်ထားမလဲဆိုတာကျွန်တော်တက်ချက်တော့နားထောင်ကြည့်လိုက်ရအောင်နော်။ အလိုပဲဖြစ်ဖြစ်ကျွန်တော်တို့လက်ရှိတောင်ပိုင်းတိုင်းမှာအပြောဆိုခံခဲ့ရတာနော်အခုလိုမျိုးတိုက်ပွဲတွေပေါ်ဆောင်လာတဲ့အတွက်ကျွန်တော်တို့ထားဖို့နေတယ်ပြောတယ်ကိုရင်းကပြောငကိုဆိုအတောင်ပိုင်းတိုင်းဆိုကျွန်တော်မျိုးပြောခဲ့ပါတယ်နော်ဟုတ်ပါတယ်တောင်ပိုင်းတိုင်းမှာကိုချိုးရှာတဲ့ဒူတီတက်ရှိတယ်ဒါပို့ရလင်းနေမယ်နော်ထည့်ပြောတာဒါပေမဲ့လို့ကျွန်တော်အမြဲပြောခဲ့တဲ့စကားလို့ပေါ့ကိုချိုးရှာတဲ့လူပြောတဲ့ဝင်ကြီးကျွန်တော်တို့စိတ်ပြည့်တယ်ဆိုပြီးတော့ဒူစိတ်ပြည့်စကားတွေပြောကြမယ်ဆိုအဲ့ဒီထဲမှာအတက်တွေဘဝတွေရင်းနေတဲ့တိုက်နေတဲ့ရဲဘော်တွေအများကြီးရှိတယ်ခေါင်းဆောင်တွေလည်းရှိတာပဲဒါတွေမျက်နှာကိုကျွန်တော်ထောက်ကြည့်ရမယ် ဒါကြောင့်မို့လို့ပေါင်ပိုင်းတိုင်းဆိုင်ကျွန်တော်ပြောကန်သေးတယ်ဒါပေမဲ့ကျွန်တော်အချိန်မှပြောခဲ့သလိုပေါ့နော်တက်တော်နှစ်ခုစစ်စင်ရင်းနဲ့မိနာနဲ့တုံမိုင်းတွေကိုမြောက်ပိုင်းကနေပြန်ပေးတယ်ပြီးအိတ်ကွေးတွေကိုတောင်ပိုင်းမှလာလွတ်တယ်အဲ့တော့စကန်းသိမ်းမို့လို့ထားအစင်းကနေပြန်ပြီးခုခံစစ်တွေပြန်စင်းနေတော့ဒါတွေကြတော့တောင်တောင်လူတွေကမတိကြဘူးအဲ့လိုမျိုးတွေအများကြီးခက်ခဲရှိခဲ့တယ်ဒါပေမဲ့ဘလို့ဖြစ်ဖြစ်အခုထိုင်းပြည်မှာနေဆက်တစ်ချောက်ကိုတောင်ပိုင်းတိုင်းတိန်းနိုင်ရတော့ကျွန်တော်တို့အောက်ပိုင်းကော့တောင်ထီကိုကျွန်တော်တိန်းနိုင်လိုက်ရမှာဆိုရင်ထိုင်းနိုင်ငံရဲ့စစ်ဆန်ရေးပြောရမှာလိမ့်မယ်အခုမနေ့ကသိမ်းပြီးနေတီတီစကန်းဆိုရင်ထိုင်းနဲ့ဒီ gap pipeline ကုန်သွယ်ရေးဝင်ပေါက်ဖြစ်တယ်အဲ့တော့လက်ရှိမြန်မာနိုင်ငံနေဆက် နော်ဝင်ပေါက်ခိတ်တယ်အခွန်အရဆုံးက TK scan ဖြစ်တယ်ဘာလို့သူက debt balance ရှိနေတာဒီကုန်စည်ကုန်စည်ခွန်တော့မဟုတ်ဘူးသူက debt ခွန်ရှိနေတဲ့အတွက်အဲ့ဒီကနေပတ်စံအရဆုံးဖြစ်တယ်အဲ့ဒီ TK scan ကို online AI ဆိုပြီးတိုက်ခိုက်နိုင်တဲ့အတွက်လက်ရှိ TK တကြောကကျွန်တော်ခွင်းကင်းစင်တဲ့ကြောဖြစ်သွားတယ်အဲ့တော့ဖြစ်နိုင်လို့ဆိုရင်ထိုင်းညမာ၂၆ကိုကျွန်တော် online AI ဆိုပြီးအားလုံးပိုင်လိုက်နိုင်မယ်ဆိုရင်စစ်ခွေးကင်းစင်သွားမယ်ဆိုရင်ပြည်သူတွေအတွက်အရန်စင်ပြီးသွားမယ်နောက်တစ်ခုကထိုင်းနိုင်ငံအနေနဲ့နော်ထိုင်းနိုင်ငံမှာလည်းမကြခင်နိုင်ငံကြီးအပြောင်းလဲ policy တွေကြားသိရမယ်လို့ဒါခန့်မှန်းနေကြတယ်နိုင်ငံကြီးတမားတွေကတော့အဲလက်ရှိအစိုးရနဲ့အပြောင်းလဲပေါ့နော်ဒါသူတို့နိုင်ငံကြီးအကြောင်းတော့ကိုမပြောချင်ဘူး အဲ့တော့ထိုင်းနိုင်ငံရဲ့အဓိကပြောချင်တာတော့သူတို့နိုင်ငံဆက်ဆံရေးဟာကျွန်တော်တို့ရဲ့လောက်ရပုံမူတည်တယ်ကျွန်တော်တို့ဘယ်လောက်ထိလှုပ်ထားနိုင်လဲကျွန်တော်တို့လှုပ်ထားနိုင်တဲ့ပုံမူမူတည်တယ်ထိုင်းမှာမဟုတ်တော့နိုင်ငံတကာအတိုင်းအတာတွေလိုပဲနေပြည်တော်ကခုနေ PDF ကတင်ပြီးတော့နေပြည်တော်မှာ PDF ရုံးဖွင့်လိုက်ကြည့်ပါလားအယုံဆုံးပြည်လာမှာအာဆီယံပဲမယုံကြည်လိုက်တော့နိုင်ငံတကာချက်ချင်းလာလိုက်မယ်အဓိကအဲ့ဒါကျွန်တော်တို့ကလှုပ်ပြနိုင်ဖို့လိုတယ်နောက်တစ်ခုရှိတာကကျွန်တော်တော်လိုင်းအာနာစပိန်ခါစားကနော်ကျွန်တော်တို့ MG ဘက်ကဟိုနိုင်ငံနဲ့သွားတွေ့တယ်ဒီနိုင်ငံနဲ့သွားတွေ့တယ်အာသွားတွေ့တာခဏခဏအမှတ်မိကြအောင်ပါပါနော်ကိုဒီမှာဘယ်နိုင်ငံနဲ့သွားတွေ့နေတဲ့ IMG ကိုစလဲနေအပန်းများဖြစ်လာမလဲမျောနှိမ့်ချက်နဲ့မျောစောင့်မျောခဲ့ရဒါပေမဲ့ဂရင်းကပြောဆိုအချိန်ဒီတာကုန်လာတယ်နော်နိုင်ငံတကာဆိုတော့တိတဲ့အတိုင်းအခုကျွန်တော်တို့ကပြောင်းပြန်ပြန်ဖြစ်လာတယ်စစ်ကောင်စီအနေနဲ့ဟိုပြေးတွေ့ဒီဟိုပြေးတွေ့နော်အဲ့ဒီကျွန်တော်တို့ IMG ကဟိုပြေးတွေ့ဒီဟိုပြေးတွေ့တဲ့အချိန်မှာစစ်ကောင်စီကဘာလုပ်လဲကျွန်တော်တို့ကိုဖြိုခွင်းခံနေရတယ်အဲ့ဒီအချိန်မှာဒီကစစ်ကောင်စီအင်းနဲ့အားလိုက်ဆော်လာအောင်ကျွန်တော်တို့ပြည်သူဘက်ကခံခဲ့ရတာ ဒါပေမဲ့အခုအချိန်ကျတော့ပါပြန်ဖြစ်နေတယ်စစ်ကောင်စီကဟိုပြေးတဲ့ဒီပြေးတဲ့မြောက်တိုင်းလို့တို့ဟမ်ရှောက်ပြေးနေတဲ့အချိန်မှာမြောက်နိုင်ကိုယ်တိုင်ရှောက်ပြေးနေတဲ့အချိန်မှာကျွန်တော်တို့ကဒီပြည်တွင်းထဲမှာစော်ခွင့်ရတယ်ကျွန်တော်တို့နေစက္ကန့်နဲ့တခုခုတိတ်ငင်နေတယ်နော်အခုဆိုရင်ကချင်ဘက်မှာလည်းပြင်းထန်နေတယ်ဘယ်တော့တောင်ပိုင်းထဲမှာလည်းစော်နေအဲ့လိုမျိုးဖြစ်ကမှာကျွန်တော်စစ်မျက်နှာဖွင့်လို့ရှိရင်အကောင်လုံးကိုဖွင့်နိုင်စေချင်တာနော်တော်ကချင်မှာစော်တယ်လို့ရှိရင်ရခိုင်နဲ့တောင်ပိုင်းကငိမ့်နေမယ်ရခိုင်မှာစော်နေရင်တောင်ပိုင်းနဲ့မြောက်ပိုင်းကငိမ့်နေမယ်ဆိုတာမျိုးကကျွန်တော်ရန်သူအတွက်ထွက်ပေါက်ရစေတာပေါ့ဟုတ်လားရခိုင်မှာစော်နေကျွန်တော်တို့တည်းကဝိုင်းစော်ပေးဟိုကအပေါ်ကလည်းမြောက်ပိုင်းကဝိုင်းစော်ပေးမယ်ဆိုရင်ဒီကောင်တွေလေရင်ဘယ်တော့တုံးနိုင်မလဲ ဒါမျိုးလေးစစ်မျက်နှာဟုတ်တယ်နော်ဒါတော့အများကြီးပြောရမယ်ဆိုရင်တိုက်နေတဲ့ရဲဘော်တွေလည်းပူကောင်းတယ်နော်ဒါကြောင့်မလို့အဝမ်းမရှိတဲ့လက်ခုတိုက်နေတဲ့နော်ဒီဟိုအချင်းပွဲတွေရဆက်ပြီးတော့ကျွန်တော်တော်လိုင်းမှာပေါင်ကလေးရဲဘော်တွေအားလုံးဘေးကင်းပါစေဒါတော့အလေးနဲ့ဆူတောင်းပေးစီနေကျွန်တော်ရဲဘော်တွေနည်းနည်းလေးတော့အထိကိုက်မဖြစ်ပါစေနဲ့နော်အဖြစ်လည်းမခံနိုင်ဘူးအဓိကပါကျွန်တော်အောင်မြင်ဖို့အရေးကြီးပါတယ်ကျွန်တော်တို့တော်လိုင်းရင်းမှာစီစီစလုံးနဲ့ဆက်သွားရင်မကြခင်ခွေးမျိုးပြုတ်ပါလိမ့်မယ်နော်အားလုံးဖိုက်တယ်ပါကိုစီပြတော်ရယ်မှာနော်ကျတို့နေဆစီမင်းတက်ချက်ကိုဒါကျတို့တော်လိုင်းတဖို့ဝင်နေတယ်မြို့မှာ ထင်းချုံနိုင်မယ်ဆိုတော့အဓိကထိုင်းနိုင်ငံရဲ့ဒီ policy နဲ့ကျွန်တော်ဘက်ကိုဆက်ဆံတဲ့မူရီယာဆိုလည်းပြောင်းလဲသွားမယ်ဆိုတော့အသေးချဖို့ပြောလို့ရတာဖြစ်ပါတယ်။အနည်းဆက်ဆုံးကျွန်တော်ဒီရခိုင်နယ်စပ်စီးမြစ်တခြားကိုကျွန်တော်ဒီ AA ကနေပြီးမှထင်းချုံလိုက်တဲ့ပုံမှာအခုဆိုရင်မင်္ဂလာဒေ့ရှ်ကနေပြီးမှ AA နဲ့ပဲဆက်ဆံဆွေးနွေးသွားမယ်ဆိုပြီးမှပြောဆိုလိုက်တဲ့အတွက်ကြောင့်မလို့ဒီစစ်ကောင်စီနဲ့ပေါ့နော်ပေါ်မှာတိုင်းဝင်ဝိုင်းနေရလဲတော်တော်လေးကိုကနာမငိမ့်ဖြစ်ပြီးတော့မှအခုဆိုရင်ပေါ်ခွဲပြောဆိုတန်တွေလည်းကျွန်တော်ကြားရပဲဖြစ်ပါတယ်ကျွန်တော်တော်လိုင်းတဖို့ဝင်နေနေရရနေရဒေတာတော်တော်မြင်မြတ်ပါဆိုရင်တော့ အဘွားရရရှိနေတာပြုံးမှာဈေးပုံမှန်မှုတွေလည်းများစွာရှိနေတာပဲဖြစ်ပါတယ်။ကျွန်တော်တို့အားလုံးရဲ့မြန်မာချက်ဖြစ်တဲ့2025ခုနှစ်ထဲမှာစစ်ကောင်စီကင်းစင်နေဖို့ဝယ်ဝင်စ조사နေကြတာဖြစ်လို့အခုဆိုရင်ကျွန်တို့ဝယ်ဝင်စ조사အထောက်မှုတွေရဲ့ရလရဆွေးနွေးပါတော့။တဖြည်းဖြည်းပြုံးလုံးပေါ်လာတာပဲဖြစ်ပါတယ်။ပြည်သူတရားလုံးအနေနဲ့လည်းစိတ်မပြတ်အားမရဘဲနဲ့အခုလိုမျိုးကျွန်တော်တို့တော်လရင်လိုင်းလုံးအားကောင်းနေတဲ့အချိန်မှာဝယ်ဝင်စ조사ကြပါဆိုလို့ပြောရတဲ့ကျွန်တော်ဒီနေ့မှလည်းပိုင်းဗီဒီယိုကိုဒီနေရာမှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြေပါပြည်သူများလုံးထူးခြားစေတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့မှ ဒါရဲ့ channel နေ့တိလေးပတ်ဆိုင်ချက်ပါစေလို့ကျွန်တော်ဒီနေ့ကနေစုမကောင်းတောင်းပေးလိုက်ပါတယ်